ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တွေအားလုံးမင်္ဂလာပါ။ England Lewis စင်သိရဲ့နီးပြ Thomas Tuchel ကဟိုတနေ့တုန်းကဒါသူတို့နောက်ဆုံးကစားခဲ့တဲ့ Albania နဲ့ပွဲစဉ်မှာသူတို့အသင်းရဲ့ဒါအဓိကကွင်းလှည့်ကစားမှ Jude Bellingham ရဲ့ attitude ကိုသူစပြီးတော့မီဒီယာတွေမှာပြောလာတယ်။အမှန်တမ်းပြောရင်တော့နီးပြ Thomas Tuchel ကမမြင်ဘူးပေါ့လေ။ ပွဲပြီးကန်ဒီဂျူပါလင်ကန်ကပခုံးတိုင်ရခွဲစိတ်လို့အင်္ဂလာမှာမပါတာကြာပြီဆိုတော့ပြီးခဲ့တဲ့ international break မှာသူပြန်ပါလာတယ်နောက်ဆုံးကစားခဲ့တဲ့ Albania နဲ့ပွဲမှာဒါ minute 86မိနစ်လောက်ထိသူကစားရပြီးတော့ပွဲပြီးကန်ဒီမှာ Morgan Roger နဲ့လူစားလဲတယ်ဆိုတော့အဲ့ဒီနံပါတ်30ရိုးအတွက် Roger ကလည်းပြီးခဲ့တဲ့ပွဲစဉ်မှာကောင်းနေတဲ့အချိန်မှာအခုနီးပြဒီဘယ်လိုပြောမလဲဆိုတော့ Thomas Tuchel ကလူစားလဲလိုက်တယ်အဲ့ဒီလူစားလဲတဲ့အချိန်မှာ ူကစားမားတွေရဲ့အတီကျူးနဲ့ပတ်သက်လို့ तू ကတော်လေးတော့ဒါထောက်ပြတယ်မိနစ်86မိနစ်ကစားပြီးလက်ချက်မိနစ်မှာကိုယ့်ရဲ့အသင်းပေါ်လဲဖြစ်တဲ့တငယ်ချင်းက လူစားဝင်ဖို့လုပ်တဲ့အချိန်မှာဒါကိုမလေးမစားလုပ်ပြီးတော့မထွက်ချင်တဲ့ပုံစံမျိုးကို तू လုံးဝလက်မခံနိုင်တဲ့အကြောင်းနဲ့ဒီကိစ္စကို तू ဖြေရှင်းသွားမှာဖြစ်တယ် သူ့လက်ထက်မှာဘယ်သူတူတယောက်ကမှဒီလို attitude မျိုးကို လုံးဝလက်ခံမှာမဟုတ်ဘဲနဲ့နမဲကြီးစီဖြစ်စေနမဲမကြီးစီဖြစ်တဲ့အသင်းနဲ့အောင်ဝင်မဲ့သူဟန်ချက်ညီမဲ့သူခြေစွမ်းပြနိုင်မဲ့သူပဲအသင်းအတွက်နေရာရှိမှဖြစ်တဲ့ ဒီလိုလူစားလဲခံရာအတိုင်းမှာမကျေနပ်တဲ့မျက်နှာအပြိုးမျိုးတွေအခြေအနေမျိုးတွေကိုလုံးဝလက်မခံဘဲနဲ့ဒီကိစ္စကိုသူတေချာကင်တွယ်ဖြေရှင်းသွားမယ်လို့ဆိုလိုက်တယ်ဆိုစတာတော့အမှန်တမ်းပြောရင်တော့မီဒီယာတွေကတော့ပို့ပြီးတော့အတန်းရှင်းဖြစ်အောင်လုပ်တာပေါ့လေအယ်ဘီနီးယားကိုအင်္ဂလန်ကငကိုးပြတ်နိုင်တဲ့ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာဂျူပါလင်ကန်ကို လူစားလဲလိုက်တဲ့အချိန်မှာသူကတိတ်သဘောမချဘူးပေါ့လေဒါတိတ်မပြောရှင်းဘူးပေါ့ဗျာတချို့ကစားမတွေရှိတယ်ကိုလူစားလဲလို့ရှိရင်တိတ်သဘောမချတဲ့အချိန်မျိုးရှိတဲ့အချိန်မှာ ဘယ်လင်ကန်ကအဲ့ပွဲမှာမိနစ်အနည်းငယ်ပဲကျန်တဲ့ချိန်မှာလူစားလဲခံလိုက်ရတာကိုဒါတော်တော်လေးအဆင်မပြေတဲ့သဘောမျိုးနဲ့ရိုဂျာကလူစားလဲဖို့ဝင်လာတယ်အဲ့ဒီနောက်ဆက်တွဲမှာအခုဘာဖြစ်လဲဆိုတော့ဒါအခုနီးပြဖြစ်သူကဒီကိစ္စနဲ့ပတ်သက်လို့သူဖြေရှင်းမယ်အသင်းသားတွေအားလုံးကိုလည်းဒီလိုပြဿနာတွေလုံးဝလက်မခံချောင်းနဲ့အင်္ဂလန် National Team မှာဘယ်ကစားမှမဆိုနီးပြရဲ့ဆုံးဖြတ်ချက်ကို လုံးဝ respect ရှိရမယ်သူ့အစားဝင်ကစားမယ်ဘယ်ကစားမှဘော်လဲအသင်းဘော်တွေအတွက်ကိုပါ respect ရှိဖို့လိုအပ်ကြောင်းသူ့ဘက်ကတင်းတင်းကြပ်ကြပ်ပြောလိုက်တယ်ဒါအခုလောလောဆယ် Thomas Tuchel ကဘာပြောလဲဆိုသူမကျေနပ်ဘူးဆိုတာကိုကျွန်တော်သေချာမြင်ရတယ်ဒါကိုပြန်ပြီးသုံးသပ်မှုတွေပြုလုပ်သွားမှာဖြစ်တယ်အဓိကကတော့အသင်းမှာဒီလို attitude မျိုးဒီလိုအမူအကျင့်မျိုးဒါရောက်လာဖို့လုံးဝမလိုအပ်ကြောင်းနဲ့ လက်ရှိအသင်းပေါ်ဒီအားလုံးကိုလေးစားမှုရှိကိုရှိရမယ်လို့ဆိုတယ်နောက်တစ်ခုကတော့ဘယ်ဆုံးဖြတ်ချက်မဆိုကစားမတိုင်းကထွက်ပေါ်လာတဲ့အခြေအနေကိုကြည့်ပြီးဆုံးဖြတ်ရတာဖြစ်တဲ့အတွက်ဆုံးဖြတ်ချက်တိုင်းကိုလက်ခံဖို့လိုအပ်ပြီးလက်ခံသွားဖို့ပဲလေးစားရမှာဖြစ်တယ်အဲ့ပွဲမှာသူအဝါကက်ပြခံရသားပြီးဖြစ်ပြီးအသင်းကလည်းဒုတိယပိုင်းမှာသူ့ကိုမလိုအပ်တဲ့အတွက်အပြောင်းလဲလုပ်ခဲ့တာဖြစ်တယ်လို့ဆိုတယ်ဆိုတော့အင်္ဂလန်က ီးခဲ့တဲ့ World Cup Qualifier ရဲ့နောက်ဆုံးပွဲပွဲတိုင်းကိုသူတို့ပေးကူမရှိတဲ့ခြေစပွဲအောင်ထားတဲ့အချိန်မှာဘယ်လို attitude မျိုးမှလက်မခံဘူးဆိုတော့ဦးကျွန်တော်တို့ Real Madrid မှာဆိုရင်ဗျာဦး Vinicius ခဏခဏဖြစ်တယ် Ancelotti နဲ့ခဏခဏဖြစ်တယ်နောက်ပိုင်းမှာတော့ခု Brazil ရောက်သွားတော့တမျိုးပေါ့လေဒါပေမဲ့ပြောချင်တာကကစားမတယောက်အဲ့လိုမျိုးလူစားလဲလို့ရှင်ဒေါသထွက်ကြတဲ့အခြေအနေမျိုးရှိကြပေမဲ့ 2K ကဒါကိုလက်မခံဘူးဒီလိုအခြေအနေထပ်ဖြစ်လို့ရှင်သူ့ဘက်ကနမဲကြီးကြီးမကြီးကြီးသူ့ဘက်ကလုံးဝ ဒီကိစ္စကိုလက်ခံမှာမဟုတ်ပဲနဲ့သူတေချာ handle ကင်တွယ်သွားမှာဖြစ်တယ်လို့ဆိုတယ်အခုအခုလောလောဆယ်အဲ့30ရိုးမှာ Morgan Roger ရှိတယ် Aberichi SA ရှိတယ် Phil Foden ရှိတယ် Jude Bellingham ရှိတယ်၄ယောက်ရှိတယ်ဒါတော့ကျွန်တော်တို့ကခိုးဖားမကိုထဲမထွက်သေးဘူးเนาะ injury ဖြစ်နေတဲ့အချိန်ဆိုတော့အဲ့မှာ competition ကအများများတယ်အဲ့ Bebe Chan က Anthony Gordon နဲ့ Marcus Rashford ရှိတယ် okay ဒီ Aberichi SA ကိုအဲ့ဘက်ပို့လိုက်ရင်လည်းရတယ် ဟိုဘက်ညာဘက်ခြမ်းကနွန်နီမာဒွေကေရှိတယ်ဆာကာရှိတယ်လိုအပ်ရင်ဖိုဒန်ဖိုဒန်ပဲဖြစ်ဖြစ်ဒီတစ်ဖက်ကခိုးဖားမှာတွားလို့ရတယ်ဂျာရဘူဝင်ချန်တယ်ဆို option တိုင်းမှာနေရာဆုံးရှိတဲ့အတွက်ကြောင့်ငါကစူပါစတာဖြစ်လို့ငါအရေးပါတဲ့ကစားမဖြစ်လို့ငါ့ကိုလူစားလဲလို့မရဘူးဆိုတော့အခြေအနေကိုလုံးဝလက်မခံကြောင်းနဲ့ဒီလို attitude မျိုးကိုလဝိစဉ်တဲမှာလုံးဝလက်ခံမှာမဟုတ်ကြောင်းနဲ့သူ့ကိုတေချာသူ့ဘက်ကပြောဆိုသွားပြီးတော့ ဒီလိုမျိုးနောက်မဖြစ်အောင်ဘယ်ကစားမကူမှဒီလိုခွင့်ရင်းမျိုးဖြစ်အောင်လုံးဝလုံးမမိုးချောင်းနဲ့အသေးပေါ်တွေကိုလုံးဝလေးစားရမှာဖြစ်တယ်လို့ဒါသောမတ်စထူဂေကတင်းတင်းကြပ်ကြပ်ကိုသူ့ဘက်ကမေမီဒီယာတွေကိုပြန်ဖြေထားတယ်ဆိုဒါဘယ်ကစားမမဆိုပေါ့လေဂျူပိုင်လင်ကန်အတွက်လည်းဒီလိုမျိုးဆက်လုပ်လို့မရဘူးဘာလို့ဆိုတော့ ကျူပါနိုင်ငံမှာမဟုတ်ဘယ်ကစားမှပဲဖြစ်ဖြစ်ကို့ထုတ်လိုက်ရင်တော့မကျေနပ်ကြတဲ့သူတွေများကြအားလုံးကတော့ဗျာအသင်းတွက်100%အပြည့်အဝကစားခြင်းကြတာပဲခါလေကြရင်ကိုမကြိုက်ပေမဲ့လည်းတချောင်းချောင်းချောင်းလူတယောက်ထုတ်ခံရလို့ကို့ကိုလူစားလဲလိုက်ပြီးတော့ဒါဒီ technical reason ကထုတ်လိုက်တာတို့ဘာလို့လဲရှိတယ်ဟိုနေ့ကဆို Tottenham Hotspur ကတယောက်ထုတ်ခံရတယ်အဲတော့ကိုဘီဟေဂင်နဲ့ပွဲမှာ Javi Simon နှစ်ဂိုးဖန်တီးထားတယ်သောမက်စ်ဖရန့်ကလူထုတ်လိုက်တဲ့အချိန်မှာသူလုံးဝမကျေနပ်ဘူး အဲ့လိုမျိုးထိမှတ်တဲ့ဟာကြီးလည်းဖြစ်လေဖြစ်တာရှိတယ်ဒါပေမဲ့ဒါကတော့အခုလောလောဆယ်ပေါ့လေဂျူပါလင်ကန်နဲ့အပတ်သက်လို့ရောအသင်းပေါ်တွေအားလုံးကိုထူခေကသတိပေးလိုက်တာပါအားလုံးကျေးဇူးတင်ပါတယ်